ကျွန်မနာမည်ဒေါက်တာခင်ခင်ကျော်ဖြစ်ပါတယ်ကျွန်မရန်ကုန်တိုင်းရန်ကုန်မြို့မရန်ကုန်မြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွင်တတိပုဂ္ဂလအဖြစ်ပါဝင်ရှင်ပြိုင်မည်ဖြစ်ပါသည်ကျွန်မရဲ့ပညာအရေးချင်းကတော့ MPPS Rangoon ရန်ကုန်စစ်တပ်ကတူတင်မှအောင်မြင်ခဲ့ပါတယ် ကျမကဈေးကန်းကို ကိုပိုင်ဈေးကန်း၃နှစ်ဖွင့်ပြီးတကလားကျမဒီစီးပွားရေးလုပ်ငန်းများကို ကိုပိုင်လုပ်ငန်းများ လုပ်ကင်ခဲ့ပါတယ်ကျမ ICI Pharmaceutical Cibergaiki Pharmaceutical စသည်စေနောက်ဆုံးပေါ်ဆေးများကိုမြန်မာပြည်ကိုမိတ်ဆက်ခဲ့ပါတယ်ဆရာဝန်ကြီးများပါမုခကြီးများ ਨੇ တွေ့ဆုံပြီးတော့တင်ဆက်ခဲ့ပါတယ်မြန်မာပြည်အတွင်းတင်သင်းရောင်းချခဲ့ပါတယ်ဒီကျမသည် company များတည်ထောင်ခဲ့ပါတယ်။ Sound Imaging Limited, Sale Marketing and Advertising Company မြန်မာပြည်ရဲ့ပထမဦးဆုံးသောကြော်ညာ agency ကိုတည်ထောင်ခဲ့ပြီးနိုင်ငံခြားကုန်စည်များကိုမြန်မာပြည်တွင်ဈေးကွက်တင်ခဲ့ပါတယ်။ ပြည်မှာနိုင်ငံရေးအနေနဲ့ဒီမိုကရေစီအစိုးရသာတည်ရမည်ဆိုတာယုံကြည်တဲ့အတွက်ကြောင့်မလို့ဒီမိုကရေစီအရာနိုင်ငံရေးပါတီများကိုအားပေးခြင်း၊ကူညီခြင်း၊အကြံဉာဏ်ပေးခြင်းများပြုလုပ်ခဲ့ပါတယ်။ဒီနှစ်မှာတော့ကျမတို့ဘယ်ပါတီမှမပါဝင်ပဲလွတ်လပ်စွာတတိပုဂ္ဂလအဖြစ်ရွေးခံပါမယ်ရှင်။ဒါကြောင့်ဆိုတော့ကျမတို့ပါတီတစ်ခုရဲ့အဲကြီးစိုးမှု ဆိုတာလိုအပ်တယ်လို့ကျမမထင်ပါဘူး။ကျမရဲ့ logo ကဆိုလို့ရှိရင်ရက်လေပုံစံဖြစ်ပါတယ်ဒါကတော့ကျမရဲ့ company ကလည်း SAIL sale ဆိုတာကလည်းရွက်လွင်ခြင်းကျမရဲ့လက္ခဏာကလည်းဒီလက္ခဏာအတိုင်းပုံတူကူးချပြီးကျမ company ရဲ့ကျမရဲ့ကိုယ်ပိုင်တစိ့အ sale logo ဖြစ်ပါတယ်မြန်မာနိုင်ငံကိုကပားပေါ်မှာရွက်လွင် အာကျိုးစားမယ်ကပားမှာအဆင့်တန်းမိစေရမယ်ဆိုတော့မြမပီကိုလူရွက်လွင့်မဲဆိုတော့စိတ် ကူးနဲ့ကျမရဲ့ logo နဲ့ကျမ sale ဆိုတဲ့ရွက်လွေရဲ့ logo ကိုနော်ကျမတင်ပြခြင်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့ကျမကိုမဲပေးချမယ်ဆိုရင်မြမပြည်ကြီးတစ်ခုလုံးနော်စီပွားရေးကျမရေးလူငယ်တွေရဲ့ပညာရေးအားလုံးအမျိုးသမီးနဲ့ကလေးတငယ်များစောင့်ရှောက်ရေးကာကွယ်ရေးစသည်တို့ကိုကျမအကျိုးကျိုးစားပြီးတော့တင်ပြပေးပါမယ်လို့ကတိပြုပါတယ်ရှင်